Hello Live Season 5 Vicky ကကြိုဆိုပါရစေ။ဒီနေ့ကတော့ Vicky ထူးထူးခြားအနေနဲ့ Vicky ချက်ဖြစ်တဲ့ကျက်သားစီတပ်ပေါ့နော်။ကျက်သားစီတပ်နဲ့ချက်နိုင်တဲ့ Vicky မြန်မာ tradition နဲ့ခောက်ဆွဲနှမျိုးကို Vicky ချက်ပြထားပါဗျ။ပထမဆုံးအနေနဲ့တော့ Vicky ဒီခောက်ဆွဲရတော့ပဲပစ်ခောက်ဆွဲလို့ခေါ်တယ်။ဒီပဲပစ်ခောက်ဆွဲလေးအတွက် additional ထည့်ဖို့အတွက်ကျက်သွန်မိန်းနဲ့တံမြာသီးလေးကိုလီးပြီးပြင်ဆင်ထားပါတယ်။ပြီးတော့ကျက်သွန်ဖြူကျက်သွန်နီကိုဗကီလီးထားတယ်။ဗကီချက်ထားတယ်ကျက်သားစီတက်ကို defrost လုပ်ထားတယ်ပေါ့နော်။ပြီးရင်ဗကီရုပ်ဆောင်လေးနဲ့ထောင်းလိုက်ပါတယ်။ကျက်သွန်နဲ့ရလာပြီပေါ့နော်။ ဒီဟင်းကလေးစီလေးနည်းနည်းပဲထည့်စရာလိုတယ်အဲ့တော့ဒါဗကီစီကုန်ကန်လေးစီဘူးလေးနဲ့ထည့်ပြီးတော့ပြထားတယ် ဒီပဲပြင့်မွေးကမှလိုအပ်တဲ့အဓိကပဲပြင့်နှစ်ကိုချက်ဖို့အတွက်မွေးကလပဲစိတ်မုတ်ကိုသုံးထားပါဗျ။ကလပဲစိတ်မုတ်ကိုဗီကီယာရော်တာဇလုံးအကြီးမရှိတော့ထမင်းပေါင်းနဲ့ထည့်ပြီးတော့ရေလေးနဲ့ဖြော်ထားတာပေါ့နော်။ဒီအလုံးလေးတွေအစီလေးတွေကြံ့အောင်မရှိအောင်လို့ရေလေးနဲ့သေးချာလက်ကလေးနဲ့ခြေပြီးတော့ဖြော်လိုက်ပါတယ်။ရေလိုရင်တော့နည်းနည်းထပ်ထည့်ရတာပေါ့နော်။ ဟာဂျင်းလေးထည့်ရင်လေပိုမွှေးပိုရတာကောင်းတယ်ဆိုတော့ဗီကီဂျင်းလေးပါထည့်ပြီးတော့ထောင်းပြီးတော့အခုစီတက်ပါမယ်နော်စီတက်တဲ့အချိန်မှာလဲဆက်မွှေးမုံလေးနည်းနည်းထည့်ပြီးတော့ကြက်သွန်လေးတွေအရန်ကြွအောင်မလို့ပဲနဲ့မွှေးပြီးတော့ကြက်သွန်အောင်ထိပဲစီတက်ပါတယ်ဒါကတော့ဗီကီထိုင်းမာရတဲ့နန်းကြီးဘက်ကိုတုံးထားတာပါပဲပြည့်အနှစ်တွင်တော်ဘူးကြိုတလို့ပဲဒါတော်ဘူးနှွေးအနှစ်လောက်တလို့ပဲသေစစာလေးမှွေပြီးတော့ကြိုပေးရပါတယ်လိုအပ်ရေးလေးနည်းနည်းထထဲပေါ့နော်ဒါဗကီမောင်လေးက ကူပြီးကြိုထားတာပေါ့တော်တော်ကြီးကိုကြိုရပါတယ်အခုဆိုရင်တော့ဒါ Vicky တယောက်စာပြင်ဆင်ပုံလေးဖြစ်ပါတယ်ပဲပြက်နှစ်ကဒီလောက်မပြစ်လဲရတယ်ဒါ Vicky တော့ကတော့ဒီလောက်ပြစ်တာကိုကြိုက်လို့ထဲတာပေါ့နော်အရင်ဆုံးနန်းကြီးဘက်ပေါ်မှာပဲပြက်နှစ်ထဲတယ်ကျသားစီသက်စီပြန်လေးထဲ့ပြီးတော့ ွဲပြင်ပြီးရင်ဒီပဲပြင်မွေးငါနဲ့လိုက်ဖက်တာနန်းနမေမဟုတ်ဘဲနဲ့ကျက်တော်မေဖြစ်ပါတယ်ကျက်တော်မေကလေးရောပေါ်အဖြူမြုပ်သီးမုတ်လေးထည့်ပြီးစားရင်ဒီပဲပြင်မွေးငါရဲ့အနှစ်အရသာကိုခံစားနိုင်ပါပြီရှင်နေရတော့လွယ်လွယ်ကူကူချွေတော်ခေါက်ဆဲလေးချက်မှဖြစ်ပါတယ်ချွေတော်ခေါက်ဆဲဖက်တွေဒါအော်စကာရှူရန်ခေါက်ဆဲလို့ပုံစံချက်မှာဆိုတော့ဒီဆွဲရဲ့ကြောက်ခေါက်ဆဲပေါ့နော်ကောလင်းခေါက်ဆဲလို့ပြောတာပဲအဲဒီခေါက်ဆဲလေးကိုသုံးမယ်ဒီခေါက်ဆဲလေးကတော်တော်လေးဤတယ် အာရွှေရောင်ခောက်ဆွဲအော့စကာခောက်ဆွဲရဲ့လက်လောက်ခောက်ဆွဲနဲ့တော့တူတယ်ဒါကတော့ပဲကြော်ပေါ့နော်ဒါကစက်သားစီတက်တာကအရင်တည်းကစီတက်ထားတဲ့ဟာမျိုးဒါကတော့မဖယ်ဘူးတုံးနဲ့ပေါ်ထဲစားဖို့တော့နည်းနည်းပဲလေးပြင်ဆင်ထားတယ်အခုကတော့ရှင်နှွေးစုနေပြီဆိုတော့ခောက်ဆွဲလေးထည့်ပြပါမယ် ရင်ွှဲဆူတာနဲ့ခေါက်ဆွဲကြောက်လေးကိုထည့်ပြုတ်ပါတယ်။ဒီခေါက်ဆွဲလေးကအရန်နူညံတော့တိတ်လဲချာချာပြုတ်เสียမှာမလို့ဘူး။လွယ်လွယ်ကူကူလည်းပျော်တယ်။ဒီခေါက်ဆွဲဘက်ကလည်းအော်စကာခေါက်ဆွဲဘက်နဲ့တူတော့ဒီခေါက်ဆွဲလေးကိုပြုတ်လိုက်ပါတယ်။နူညံတဲ့အထိပဲပျော်ရုံပဲတိတ်လဲမချအောင်ပေါ့နော်။ပြီးရင်ရေစစ်ပြီးတော့ခေါက်ဆွဲတွေကအပူချိန်ကြောင့်မကတ်သွားအောင်အကျက်မလွန်တော့အောင်ရေအေးလေးနဲ့ပဲဒါရိုးရိုးအေးနဲ့ပဲဗကီပြန်ဆေးပြီးတော့ရေလေးကိုစင်အောင်ခါပြီးစစ်ထားလိုက်ပါတယ်။ ခါဆွဲရေဖာချက်ကံပြည့်စင်လာရတော့ဒါတော့ပဲပေါ့နော်မမလည်းမလို့ပါတော့ဒီကခါဆွဲရေတဲ့ကိုထဲ့ဖို့ပေါင်းလို့လေးလို့ပဲဘူးသေးလေးပဲလို့လာဒါဆိုရင်တော့ပုံလောက်ကြီးချက်သားစီတက်လေးလို့ပဲပဲမှုန်လေးလို့ခါဆွဲရတော့ပြည့်ပြီပြည့်စားဘူးဒီမောင်ငဖဲနဲ့ပြီးတော့ပဲချောပြီးတော့တက်တော်မကြော်လို့လည်းမယ်ပြန်နာမည်ကျန်တဲ့ပြထားတယ် ခဲ့ပြင်ထားတဲ့ခေါင်းဆွဲလေးလည်းရဒီခေါင်းဆွဲလေးကနူးပြီးတာလည်းလွယ်ပဲတော်တော်လေးနူးညံ့နေပြုတ်ရတာလည်းမကြတော့တော်တော်အဆင်ပြေတယ်ပထမဆုံးတော့ ਨੇ ဗကီဂျိုတင်စီတက်ပြီးသားကြက်သားအနှစ်ကလေးကိုထည့်လိုက်ပါတယ်ပြီးရင်တော့အုံတို့ထည့်မယ်ပေါ့နော်ဗကီကအုံတို့ဘူးလေးရဲသက်တာလေးထည့်သိမ်းတာမျိုးတော့အုံတို့ဘူးကခဲနေတာပေါ့နော်အုံတို့အည်လေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်အခုကတော့ခဲနေတော့နည်းနည်းနည်းချင်းစီထည့်ပြီးမှွေကြီး ိုလိုချင်တဲ့အရာသာပမာဏရောက်တဲ့ ठी ကိုထည့်ရတာပေါ့နော်ဖီကီကတော့ဒီအုံနှုတ်ဘူးရဲ့တဝက်လောက်ကိုတုံးလိုက်ပါတယ်ချက်သားမုံနည်းနည်းထည့်မယ်ချက်သွန်မီကျော်လေးကိုလက်တဆုပ်စာလောက်ကလေးပဲထည့်လိုက်ပါတယ်ဖီကီကတော့လက်ကတန့်စင်အောင်စေးပြီးသားဆိုတော့လက်လေးနဲ့ပဲချိန်တွေပြီးထည့်လိုက်တာပါသူတို့တဲ့နဲ့အုံနှုတ်လေးနဲ့ရောအရင်အစုခံလိုက်တာပေါ့နော် ပြီးရင်တော့ ချိုချက်ပြီးသားနေရင်ွေးပူပူလေးကိုနည်းနည်းထည့်ပြီးတော့ရောလိုက်ပါတယ်။ဒါမှသူကဒီရွှေတံခေါက်ဆွဲရဲ့အရေးခက်ကြဲလေးပုံစံမျိုးရမှာပေါ့နော်။ပြီးရင်တော့စုခံလိုက်ရုံပါပဲဘာမှမလိုတော့ပါဘူး။ဒါရော Vicky ရဲ့ပွဲပြင်တဲ့ပုံလေးပါပထမဆုံးအနေနဲ့အရင်ဆုံးခောက်ဆွဲလေးထည့်ပါတယ်ခောက်ဆွဲကိုကိုစားနိုင်တဲ့ပမာဏလောက်ထည့်ရုံပဲပေါ့နော်ပြီးလို့ရှိရင်တော့ Vicky ကဒီငဖယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ငဖယ်ကြော်ပြီးသား ready made ဟာလေးကိုပဲ microwave နဲ့ပြန်ပေါင်းပြီးတော့ပြီးရင်ညှက်ထည့်လိုက်တာပေါ့နော် ပြီးရင်နာနာမင်လေးထည့်မယ်။ဟိုစက်သားလေးဟင်းရည်ထဲမှာအများကြီးမထည့်ခဲ့ဘူးဆိုရင်စက်သားစီတက်လေးနည်းနည်းထပ်ထည့်လို့ရရပေါ့နော်။ပြီးရင်ပဲမှုတ်လေးထည့်၊ဖယုတ်သီးမှုတ်လေးထည့်ဒါလေးရတော့ဒါရွှေတံခေါက်ဆွဲရဲ့ပွဲပြင်ပုံစံလေးပါ။ဟင်းပပဆူလာဟင်းအရသာမြည်ပြီးတော့ဗကီကတော့အငန်လိုတဲ့အတွက်ကြောင့်မို့လို့ငန်းပြားလေးအနှဲငယ်ထည့်ပြီးတော့ထပ်အစုခံလိုက်ပါတယ်။ဟင်းလေးထပ်အစုခံပြီးရင်တော့ခုနပွဲပြင်ထားတဲ့ခွက်ကလေးတွေထည့်ပြီးစားလို့ရပါပြီ။ ခုဆိုရင်တော့ရန်ကိုရတာရှိတဲ့လိုလေကူကူချက်ထားတဲ့ရွှေတောင်ခေါက်ဆွဲလေးရပါဘူး။ဒါကလေအော့စကာရွှေတောင်ခေါက်ဆွဲကိုကိုကပြီးတော့ချက်ထားတာပေါ့နော်။ပြီးတော့ဒီအဲ ready made အော့စကာခေါက်ဆွဲမှာပါတဲ့ပတ်ဝန်းကျင်စည်းတွေကိုပဲကြည့်ပြီးချက်ထားတာဆိုတော့ဒါတော့လေးစားကောင်းနေပေါ့နော်။အစင်လေးပြည့်တယ်။ ဤရဲ့ခေါက်ဆဲနှမျိုးကိုချက်ပြားထားတဲ့ blog လေးရာဒီမှာပဲပြပါပြီအပတ်စဉ်အင်္ဂါနဲ့စနေနေ့တိုင်းမှာမတူညီတဲ့ blog တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်